ဂျနေရံကုန်မြနာဖုံးသတင်းဆောင်ကဥစွာတင်ဆက်မဲ့သတင်းကတော့ကြောက်စဲမျိုးရှိကြောက်တတာစီရီတော်ကိုမူလအတိုင်းထေသိယံနာဆောက်ကောက်ကထားမှာကြားတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးတန်းချောင်းထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့မန္တလေးတိုင်းကျောက်ဆဲမြို့နယ်ရွှေတော်လျောင်းတောင်တော်ပေါ်ရှိကျောက်တတစေတီတော်အားနာဆကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပွေချုပ်မှုကြီးမင်းအောင်လိုက်မှဧပြီလ15ရက်နေ့နပိုင်းကဖူးမြော်ချင်းညိုကနာဆကဥက္ကဋ္ဌကကျောက်တတစေတီနေရာအားဒရုန်ဖြင့်အသေးစိတ်ရိုက်ကူးပြီးအချက်အလက်ရယူရန်နဲ့ကျောက်တတစေတီနေရာအား မိုင်းဖြင့်ဖြိုခွဲခြင်းမပြုရန်တို့ကိုမှကြပါရယ်ဒါအပြင်တောင်အောင်ရှိအများပြည်သူများအနေကင်းရှင်စေရန်ကြောက်တတာကြီးအောက်ခြေမှနေပြီးအရေးသွေးပြည့်မီတဲ့ကွန်ကရစ်များဖြင့်အာစီလောင်းကထိမ့်သိမ်းရန်နဲ့ကြောက်တုံးတော်ကြီးအောက်ရှိဈေးဆိုင်များအနေမဖြစ်စေရန်ဆောင်ရန်တို့ကိုလည်းမှကြကြောင်းသိရပါရယ်ရှင်နောက်ဆုံးနေ့စမဲတရင်ကတော့ငလျင်တန်းချောက်ပြည့်စည်ဆုံးရှုံးတဲ့ဒေသများတွင်ကုညီကယ်ဆဲလုပ်ငန်းများဆောင်ရလျက်ရှိတဲ့တရင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကျောင်းလန်ဒတာအဆောက်အုံများထိခိုက်ပျက်စီးခဲ့ရတဲ့နေရာများတွင်ကုညီကယ်ဆယ်လုပ်ငန်းများကိုတိုင်းစစ်ဌာနချုပ်အသီးသီးမှတမတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များပြည်ပနိုင်ငံများမှကုညီကယ်ဆယ်အဖွဲ့များဌာနဆိုင်ရာဝန်ထမ်းများလူမှုကူညီရေးအသင်းအဖွဲ့များနဲ့ဒေသခံပြည်သူများပူးပေါင်းပြီးအချိန်နဲ့တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည် အခုလိုဆောင်ရွက်ပေးလျက်ရှိအောင်ဧပြီလ16ရက်တွင်ကောက်ွယ်ဦးစီးချုပ်ကြီးမှဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံနှင့်တာဝန်ရှိသူများဟာစကိုင်းမျိုးရေပေးဝေဖြန့်ဖြူးပေးနိုင်မှုအခြေအနေနှင့်လျက်စစ်တအားဖြန့်ခွဲပေးနိုင်မှုအခြေအနေများကို၎င်းပူရန်ရက်ကွက်တကောင်းရက်ကွက်နဲ့ပဒံများရက်ကွက်တို့ရှိမြို့ရှိပေဝေရေးစယုံများနဲ့မြည်ရည်တင်ဆက်တို့ဟာ၎င်း မင်းလန်ရက်ွက်ဆေးရရက်ွက်ဗဒံများရက်ွက်တို့ရှိလက်စစ်တအားဖြန့်ဖြူးရေလုပ်ငန်းများအလကောင်းအသွားရောက်ကြည့်ရှုဆစေးပြီးလိုအပ်သည့်များအားတာဝန်ရှိသူများနဲ့ပေါင်းစပ်ညီနက်ဆောင်ရွက်ပေးပါရစေ။ အလာထူကောက်ကွဲဦးစည်းစုံယုံကြည်မှဒုတိယဘုဇုံကြီးမြို့တန်နိုင်ဟာတာဝန်ရှိသူများလိုက်ပါလျက်ကြောက်စဲမျိုးနေပညာတက္ကသိုလ်အဝင်ပါဝါအနာရှိပြေကြပြစီနေသောအန်ရရှိသုံးတက်တိုက်အစာဦးအောင်ဖြိုချရှင်လင်းခြင်းများလို့ဆောင်နေမှုကို၎င်းရွှေသားလျောင်းတောင်ပေါ်ရှိကြောက်တက်တာစေဒီအခြေအနေအား၎င်းအသေးစေးကြည့်ရှုစစ်ဆေးပြီးကြောက်တက်တာကြီးကြံ့ခိုင်တည်မြဲစေရေးအတွက်ဆောင်ရွက်သင့်တဲ့နေပညာအစီအမံများလှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်များအားတာဝန်ရှိသူများခေါပကအဖွဲ့ဝင်များမြို့မီမြို့ပါ ားများနဲ့ညှိနှိုင်းဆွေးနွေးပြီးလိုအပ်သည့်များပေါင်းစပ်နေနိုင်ဆောင်ရွက်ပေးတယ်လို့သိရပါပါတယ်ရှင်။